ကျွန်တော်တို့ဒီရဲ့ဘိုင်းမှာအဲအဖြစ်မနေပြောရမယ့်ကိစ္စတကူကတော့ကျွန်တော်ဟိုဘာပြောမလဲ G fire G fire နဲ့ G fire နဲ့ဟိုဖြစ်စင်နဲ့နောက်ဟိုဟာတစ်ဖွဲ့ဖြစ်စင်ပေါ့နှစ်ခုကိုကျွန်တော်ရှင်ပြမလို့ဖြစ်တယ်ဆိုတော့ video file တော့ကျွန်တော်ဖွင့်မပြချင်ဘူးဒါပေမဲ့အဲ G fire ပြောတဲ့ဟာလေးကတော့ကျွန်တော်ကဟိုဟာဖြစ်တယ် G fire ပြောတာလေးနဲ့နောက်ဟိုလူငယ်တယောက် overflow ဆိုတဲ့ overflow festival ကဆို rapper ဆိုတော့ wing နဲ့အဲ바ခုဘိန်းဆိုတာပါလားเนาะအဲအဲ့နှစ်ဖွဲ့ရဲ့လောက်ရက်ကနောက်တစ်ခုက ဒီ G fire လို့ရခဲ့အဲ့နှစ်ခုကိုကျွန်တော်ရှင်းပြချင်တာဆိုတော့ G fire ကတော့ तू ကရှင်းပါတယ် तू ကပသိမ်မှာကျင်းပါတယ်တစောင်းတိုင်းပွဲတော့မှာ तू ကဖြိုယိုပဲမှာ तू ပြောတာ तू ပြောရတဲ့စကားလေးရှိပါတယ်အဲ့ဒါကိုလည်းပတ်သက်ပြီး G fire ကိုဝိုင်းပြီးတော့ဒီပြည်ပြင်းနီပိအုပ်စုတွေကနီပိအုပ်စုတွေကဝိုင်းပြီးတော့ဟို blame တာပေါ့နော် blame ပြီးတော့ပိုက်ကောက်လောက်ချပါညာပေါ့ပြောပြောတာတွေ့ရဆိုတော့ ဂျေဖိုင်ယာကိုအဲ့နီဘိတ်တုံးဆိုလုံးကဘာဖြစ်လို့အသေးတန်အဲ့လောက်ဒီဝင်ဝိုင်းဝန်းတိုက်ခိုက်နေကြတာလဲဆိုတော့မိငုံကိုကျွန်တော်စဉ်းစားတာပေါ့နော်ဆိုတော့ဂျေဖိုင်ယာဘာပြောလိုက်လို့လဲဆိုတော့အဲ့တော့ဂျေဖိုင်ယာရှင်းပါတယ်သူပြောရှင်းတယ်သူ့ video ဘာလဲကျွန်တော်တေချာကြည့်လိုက်တယ်ကြည့်တော့သူကဒီလောက်ဒီလောက်ရှုပ်ထွေးနေတဲ့နိုင်ငံကြီးမှာကိုဟိုဟာလူပြန်သမားတယောက်နေနဲ့ဘလို့နေရမထိုင်ရမလဲဆိုတော့စောက်ချောက်မလဲဆိုတော့သူညံနေစဉ်းစားတတ်တယ်တဲ့နော်ကိုမိကိုမိရတာကိုမိပါတယ်ကိုကိုကိုမိပါတယ်ကိုမိတ်ဆွေပေါင်းတဲ့နေရောဘလို့ဆက်ဆောက်ရအောင်ဆိုတော့သူအញ្ញမ်းနဲ့စဉ်းစားတတ်ပါတယ်အဲ့တော့ တော့ပေးတယ်ကလေးကိုကိုကိုမထိခိုက်အောင်နေပြီးနေပါအဲ့ဒါမှပဲကိုမိဘကိုကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်မှာအဲ့လိုပဲမိမိပါဝင်ခြင်းကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်မယ်အဲ့ဒီတော့မနောက်မှမိမိနိုင်ငံကိုပြောင်းလဲနိုင်မှာဖြစ်တယ်ဆိုတာမျိုး J5 ကပြောတာအဲ့လိုပြောလိုက်တာကို J5 ကိုပောက်ွဲတယ်ဆက် तू ပြောတာဘာမားတဲ့စကားလုံးပါလဲဆိုတော့မိကုန်မှာကျွန်တော်မေးရမယ်ရိုးရိုးလေးပဲ तू ဘာမားတာပါလို့လဲဆို J5 ပြောတော့တလုံးမှမမအောင်ဒါမှန်တရားဒါပေမဲ့တစ်ဖက်ညီမအုပ်စုကြတော့အဲ့ဒီလိုပြောလိုက်တဲ့စကားလေးကိုတော့ဆက်ဆက်ထိမခံပဲဒါကတော်လရင်ကိုနှောက်ရက်ပေးတာဆိုတော့ ကျောင်းစင်းသားကဒါတော်လည်းရအောင်ချက်ပေးရဆိုတဲ့စကလုံးတလုံးမှမပေါ့ဂျေဖာရှင်းရှင်းလေးပဲဒီနေ့အခင်းချင်းမှာကိုဘလို့နေထိုင်ရမယ်ကိုမိသားစုဘလို့ကောင်းဆောက်ချောက်မယ်ဆိုတော့ပုံတော်နဲ့ तू စဉ်းစားတတ်တယ်လို့ပြောတာရှင်းရှင်းလေးပဲမှန်တယ်လေပုံတော်နဲ့ तू စဉ်းစားတတ်လို့ तू ဟာဂရီးချီတီအေးစစီပြည်ထဲမှာနေထိုင်လုတ်ကైစားတော့ပြီးတော့ तू မိသားစု तू ကိုကို तू ဆောက်ချောက်တယ် तू မိသားစုဆောက်ချောက်တယ် तू ပေါင်းကြီးအတိုင်းဝိုင်းဆောက်ချောက်တယ်နိုင်ငံကိုလည်း तू ကြောင့်မထိခိုက်စေအောင် तू နေတယ်ဒါမှန်တရားပဲဒါပေမဲ့အဲ့ဒါကိုနီပိတ်တုံးစုကြတော့ဂျေဖာကအဲ့စင်ပေါ်ကနေပြလိုက်တာကိုနီပိတ်တုံးစုကပောက်ကွဲတယ် ီမိတ်တို့ပေါက်ခွဲတယ်ဘာလို့ဆိုတော့သူတို့ဒေါ်လိုင်းကိုထိခိုက်တယ်ပေါ့ဗျာလူငယ်တွေကိုလမ်းမှန်အောင်ပြပေးလို့ပြပေးရကောင်းလားဆိုပြီးတော့လူငယ်တွေလူငယ်တွေပြောတာရှင်းရှင်းလေးပဲ J5 ကိုအားပေးတယ်ပေးတယ်လို့ J5 ပြောတာရှင်းရှင်းလေးလမ်းနှလမ်းရှိတယ် definition ပွဲလမ်းနှလမ်းရှိတယ်ဒီလမ်းကိုသွားရင်ဒီလမ်းဒီလမ်းကတော့ကိုယ့်ကိုယ်ကိုစောက်ချောက်တဲ့လမ်းကြိုက်တဲ့လမ်းရွေးဒါပဲတဘောကရှင်းရှင်းလေးကိုယ့်ကိုယ်ကိုစောက်ချောက်မလားဟိုလမ်းကကိုယ့်ဘာကိုယ့်ဘဝကြီးကနင်းမောသွားမှာဟာကိုလောက်လားကြိုက်တာလို့ J5 ကတော့နိုင်ငံရေးနဲ့နယ်ပြောတာမဟုတ်ဘူးသူကသူကိုယ်သူယုံကြည်အောင်သူပြောတာသူယုံကြည်အောင်သူပြောတာအဲ့တော့ ခါတည်းကျရင်ဒီမိုကရေစီလို့အမည်တပ်ထားတယ်လူခွင့်လို့အမည်တပ်ထားတယ်အဲ့ဒီမိဘတအုပ်စုလုံးရဲ့စိတ်နေစိတ်ထားကသူတို့ယုံကြည်ရလူတယောက်ကကိုယုံကြည်ရအောင်ကိုပြောခွင့်မပြောလို့မပေးတော့ဘဲနဲ့ဒီကောင်ကလုံးဝဟိုဒီကောင်တိုက်ခိုက်ရမယ်ဆိုတဲ့ပုံစံနဲ့ဝိုင်းပြီးတော့ဂျီဖာကိုဝိုင်းတိုက်ခိုက်တော့သူတို့စဉ်းစားကြည့်ဖို့တင့်တာပါအဲ့ဒီလူတွေပြောတဲ့ဒီမိုကရေစီဆိုတာတကယ်မှန်လို့လားအဲ့လိုပြောဒီမိုကရေစီဆိုတာတကယ်ဟုတ်လားစဉ်းစားကြည့်ဖို့လိုလားပဲเนาะဆိုတော့ဒါကရိုးရိုးလေးပဲအဲ့တော့ဒီနီဘိတ်တအုပ်စုလုံးက သူတို့အလိုမလိုက်ဘူးသူတို့ ਨੇ ဆန့်ကျင်ဘက်လိုယူဆတယ်ဆိုရင်အဲ့ဒီလူပေါ်မှာဝိုင်းဝန်းပြီးတော့ကြီးကန်းများလိုဝိုင်းတိုက်ခိုက်ဖို့ကထိန်းဆုံးအဖြစ်ဖြစ်တယ်အဲ့ဒါကိုသူတို့ကဒီမိုကရေစီလို့သုံးပါတယ်ဒါကြောင့်ကျွန်တော်ကတခါကျဒီမိုကရေစီကိုမယုံကြည်ဘူးကျွန်တော်ပွန့်လိုက်ပြောတခါတည်းမှဒီမိုကရေစီကိုမယုံကြည်ဘူးခင်ဗျလူအုပ်ကြီး ਨੇ တချို့ကိစ္စတွေလူအုပ်ကြီး ਨੇ ဆုံးဖြတ်ရင်ရာကြီးလားဆိုတော့မေးကွန်းဒီမိုခင်ဗျတချို့ကိစ္စတွေဒီမိုလူအုပ်ကြီးဆုံးလို့မရဘူးကနော်ရှင်းရှင်းလေးပြောလူအုပ်ကြီးဆုံးဖြတ်လို့မရဘူးချို့ကြဥမာဆိုကြပါစို့ဗျာလှိုင်းကြီးလေထန်နေတဲ့ပင်လယ်ပြင်မှာဟိုတင်မောင်းတတ်တဲ့သူကို ်တင်မောကပတိန်ဖြစ်ခန့်မလားအဲ့လေပေါ်မှာပါတဲ့ရုပ်ချောတဲ့မင်းသားတယောက်ကိုနှာဘူးကြာပြီးတော့အဲ့ကောင်ကပတိန်ထားမလားဘာသူသိမလဲဘာသူကပတိန်ခန့်သက်ရှင်မလဲဘာသူကပတိန်ခန့်သိမလဲအဖြေရရှင်းရှင်းလေးလူအုပ်ကြီးနဲ့မဲပေးပြီးတော့ရုပ်ချောတဲ့ကောင်မဲလူတွေအများကြီးထောက်ခံတဲ့ကောင်မဲပေးပြီးတော့အဲ့ကောင်ကပတိန်လို့တော့ဟိုမှာမောင်းတဲ့ကောင်ကဘေးထွက်ထိုင်နေရပြီဆိုကြတယ်အဲ့တင်မောပေါက်ပါပဲအဲ့တော့အဲ့တော့ဒီမိုကရေစီစာလူအုပ်ကြီးတိုင်းလူအုပ်ကြီးနဲ့များတိုင်းလူအုပ်ကြီးပါပဲတိုင်းမှန်ကြီးဆိုရင်ခင်ဗျာနောက်ပိုင်းမှာနောက်ပိုင်းမှာဘာဖြစ်လာမလဲဆိုတော့ကမ္ဘာမှာလူကြီးဘီလီယံ10ဘီလီယံရှိလာတယ် ရှစ်ပြီလည်းရှိလာပြီနော်ရှစ်ပြီလည်းရှိလာတဲ့အချိန်မှာကဲမဲခွဲကြပြီဆိုပါစို့ဘာသာကြီး၄ခုမဲခွဲကြပြီအများဆုံးဘာသာပါလဲအများဆုံးဘာသာပါလဲခရစ်ယာန်ခရစ်ယာန်အများဆုံးခရစ်ယာန် community ရှိတယ်ဟိန္ဒူ community ရှိတယ်အစ္စလာမ် community ရှိတယ်ဗုဒ္ဓ community ရှိတယ်အဲ့မှာဗုဒ္ဓဇာန်ကဗုဒ္ဓဘာသာ community အသေးဆုံးအနည်းဆုံးကဲဆိုကြပါစို့နမူနာပြောတာပေါ့နော်ကဲအဲ့လိုဒီမိုကရေစီနဲ့မဲခွဲပြီးတော့ဘာသာတစ်ခုကိုဖယ်ရရေးဆိုရင်တုတ်သွားမှာကျွန်တော်ဗုဒ္ဓဘာသာပဲအဲ့လိုဆိုကျွန်တော်အနည်းဆုံးလူဦးရေနေဆိုကျွန်တော်မဲသားပေးကျွန်တော်မဲဦးရေရ ်ထားပါတော့မဲဦးကြီးကတပီလင်အောက်ပဲရှိမှာဟိုကောင်ကြီးကအများကြီးပဲအဲ့တိကျတော့ကျွန်တော်တို့တေချာပေါ့သွားပြီကျွန်တော်ပြုတ်ပါဒါဆိုရင်ဒီမိုကရေစီကမှန်သလားလူအုပ်ကြီးနဲ့မဲပေးတိုင်းလူအုပ်ကြီးလက်ခံတာကိုလိုက်ပြီးတော့လိုက်လိုက်လို့ပေးရတိုင်းဒီမိုကရေစီလို့တတ်မှတ်လို့ရှိရင်အဲ့ဒီဒီမိုကရေစီကကျွန်တော်တို့လူမဘဝအတွက်ကိုက်နေရလားကျွန်တော်တို့တဦးချင်းရတ္တိရှင်တိုင်းတွေကိုက်နေရလားမြန်စင်းသားရောအဲ့တော့ဒီမိုကရေစီကျွန်တော်နားလည်တဲ့ဒီမိုကရေစီကတော့ရှင်းရှင်းလေးပဲလူအများစုရဲ့ဆန္ဒကိုလည်းလိုက်နာမှာဖြစ်လို့လူနည်းစုရဲ့ဆန္ဒကိုလည်းလေးစားတာမို့ထားရမယ်ဆိုတာဒီမိုကရေစီကျွန်တော်နားလည်ထားတာ တော့အခုဒီနိဗ္ဗိတ်အုပ်စုကြတော့မရဘူးသူတို့အုပ်စုကသူတို့ဘက်ကမရဘူးဆိုရင်အဲ့ဒီဒီဘက်ကအမှုပညာရှင်တွေအကုန်လုံးကိုတွန်းနဲ့တိုက်ခိုက်ဖို့ကဒီနိဗ္ဗိတ်အုပ်စုကလုပ်တယ်အဲ့တော့အဲ့ဒီနိဗ္ဗိတ်အုပ်စုရဲ့ဒီမိုကရေစီကိုကျွန်တော်တော့မယုံကြည်ဘူးဒါကြောင့်ကျွန်တော်ဒီကောင်တွေနဲ့တောက်စုလည်းမနေတာဒီကောင်တွေနဲ့ကျွန်တော်ခွဲပြားနေတယ်ဒီကောင်တွေပြောတဲ့ဒီမိုကရေစီကိုကျွန်တော်မယုံကြည်ဘူးကျွန်တော်ယုံကြည်တဲ့ဒီမိုကရေစီကိုကျွန်တော်ယုံကြည်တယ်ဒါကြောင့်ဒီမိုကရေစီမြုံကြီးဆိုပြောရင်နီပိန်းနေတဲ့ဒီမိုကရေစီကျွန်တော်မယုံကြည်ဘူး။နီပိန်းနေတိဆောက်မဲ့နိုင်ငံတော်ကိုကျွန်တော်မလို့ချင်ဘူး။ ဲ့ညီပိနေစောက်နိုင်ငံတော့ကျွန်တော်သွားနေကြရတယ်ကျွန်တော်လည်းရှင်းရှင်းပြောရင်တော့ညီပိနေစောက်မယ်စောက်မယ်ဒီမိုကရေစီနိုင်ငံတော့မှာကျွန်တော်ဘာဖြစ်သွားမလဲဆိုတော့ဟိုဆိုကရတီလိုပဲကျွန်တော်လည်းကိုယ်ကိုတတ်တဲ့ဘောရောက်နေမယ်ရှင်းရှင်းလေးပြောရအောင်ပတ်တော့ဒီညီပိတွေကမရဘူးပြတစ်ဖက်တစ်ဖက်ပိတ်နေတယ်လောကတစ်ဖက်ပိတ်နေတယ်တစ်ဖက်ပိတ်နေအဲ့တော့ဒီလိုတအုပ်ဆိုရင်လည်းကျွန်တော်ဘယ်တော့မှဆင်ပြေဘူးဂျေဖိုင်တိုက်ခိုက်ခံရပြီ ရှေ့မှာလည်းအမှုပညာရှင်တုံကြီးတိုက်ရဲ့ကိုနေတို့လိုတိုက်ခတ်ခံရတယ်ကိုကိုနေတို့တိုက်ခတ်နေဝင်းမြင့်မြတ်ချူးလေးမင်းမြင့်မို့အစားရှိတုံကြီးတိုက်ခတ်ခံရတယ်အခုနောက်ဝုံမုံရွှေကြီးနောက်တခါမျိုးစုံပေါ့ဗျာတုံကြီးပဲတိုက်ခတ်ခံရတာအများကြီးပဲအဲ့တိုက်ခတ်ခံရမှုအကုန်လုံးဟာနေပိအုပ်စုပါပဲလို့တာအဲ့ဒီနေပိအုပ်စုတွေနဲ့ပြည်တွင်းမှာနေထိုင်တဲ့ပြည်တွင်းမှာလည်းဆက်ရှိဆက်လက်နေထိုင်သေးတယ်နေထိုင်တယ်ပြီးတော့ဟိုကြောင်ချီးရလိုမျိုးတခါတော့ဟိုကီးဘုတ်ဖိုက်တာလိုမျိုးပစိုးကြုံတွေလည်းသိပြတဲ့အုပ်စုလိုမျိုးတို့တွေကြိတ်ပြီးတော့ ဒီဘက်ကအိုးပြည်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 နီးပိနေတော့ပေါင်းပြီဒီဘက်ကလည်းသွားပေါင်းလုပ်နေတဲ့အဖွဲ့တွေပဲရှိတယ်။အဲ့ပြည်တွင်းမှာရှိကိုရှိနေတယ်။ပြည်တွင်းမှာအမှုပညာရှင်တွေကြားထဲမှာမြုပ်နေတဲ့အဲ့ cell တွေကြားထဲမှာအခု J5 program မျိုး J5 wine လောက်နေရအောင်ဆိုဆိုလဲဒါတို့ဆက်ဆက်နေလိမ့်မယ်လို့ကျွန်တော်မြင်တယ်။အဲ့တော့ကျွန်တော်ဒီညမှာတော့ဟိုနေ့ကလုံးဝရပိုင်နေပြောခဲ့ပါတယ်။အမှုပညာရှင်တွေစူးစီးရမယ်ညင်ညွတ်ရမယ်။အမှုပညာရှင်တွေစူးစူးစီးညင်ညွတ်နေဒီပြည်ပြည်နီးပိအုပ်စုကိုဝိုင်းဝန်းပြီးတော့ကောင်တာပြန်နိုင်ခဲ့ရဲ့အဲ့ဒီနီးပိတွေပစပ်ပိတ်သွားလိမ့်မယ်။ဥပမာဆိုကြပါစို့ပြင်းသီးရတယ် တည်းတည်းကဒီဘက်ကကြံနေခဲ့တဲ့ဒီဘက်မှာကြံနေခဲ့တဲ့ဥပညာရှင်တွေကိုတယောက်ပြီးတယောက်ကလော်တုတ်လာတာတောက်လျှောက်ကလော်တုတ်လာတာကလော်တုတ်လာပြီးတော့ယူကျူရရတဲ့ပတ်စံလေးနဲ့ထမင်းရှာစားနေတာသူ့ထမင်းလောက်ကကျွန်တော်တို့ကျွန်တော်တို့တွေရဲ့ဟွာနဲ့မกินဘူးကျွန်တော်တို့တွေရဲ့အကြောင်းနဲ့မกินဘူးဥပညာရှင်တွေအကြောင်းနဲ့မกินဘူးသူ့ထမင်းလောက်ကသူ့ရဲ့ထမင်းလောက်တိုင်ဟာသူ့ထမင်းလောက်တိုင်ဟာသူများကိုပုတ်ချပြီးမှသူစားနေတာသူ့ကိုသူမသူ့ကိုသူတို့ကသူ့ကိုသူတို့လူကောင်းလို့သူထင်ပေမဲ့သူ့ရဲ့ထမင်းလောက်တိုင်ဟာသူများတွေရဲ့ဘဝတွေကိုတိုက်ခိုက်ပြီးမှသူကစားနေတာ ဒီမှာပြည်တွင်းမှာအေးအေးဆေးကောင်းကောင်းကောင်းလောက်ကန်ရှာဖို့ဆက်တောင်းနေတဲ့လာမျိုးရှာတော့ရှာတော့ကောင်းကောင်းကောင်းရှာဖို့ဆက်တောင်းနေတဲ့လူမြန်ရှင်တွေရဲ့ဘဝတွေကိုတိုက်ခိုက်ပြီးတော့မှသူထမင်းလုပ်တွေကချုံနေနေတာအဲ့ဒီအချိန်မှာပြည်ဟိတရားဘယ်သူမှမပြောရမယ်ကိုလွှမ်းပိုင်ကခြင်တဲ့တာကိုပူပိုင်းတီးထဲ့တော့ပြည်ဟိတရားဘာတနိုင်သေးလဲပြောချင်တာပြည်ဟိတရားဘိုးပိုင်ပြန်တီးတီးထဲ့တော့ပြည်ဟိတရားနဲ့အတန်းနဲ့လေးအတန်းတိတ်သွားတယ်အဲ့ဒါလို့ဟာနမူနာယူပြီးပြီးနီဘိတ်အုပ်စုတွေတွေ့နေတာကိုဒီမှာရှိတဲ့ ကိုနေတို့ဆိုကိုနေတို့ရဲ့ fan တွေမြင့်မြတ် fan တွေနေဝင်း fan တွေဝမုံဆွေ fan တွေနောက်တစ်ခါဒီအဲချူးလေးတို့မြင့်မြတ်တို့ရဲ့ fan တွေဒီတော့ဂျယ်ရမီဆိုင်နဲ့တိုင်ရွန်တို့ထူအောင်အဲကောင်တွေရဲ့ fan တွေအကုန်လုံးပေါင်းပြီးတော့အခုကို G Fire fan တွေအဲကောင်ကပေါင်းပြီးတော့မှ community ကိုတည်ဆောက်ပြီးတော့ပြန်တီးရအဲကောင်တို့ပြန်တီးရမယ်တယောက်ကတီးရမယ်ပြန်တီးရမယ်အဲ့လိုဆိုဒီကောင်တွေနည်းနည်းလေးဘာဖြစ်သွားမှာနည်းနည်းလေးကောင်တွေညင်သွားမှာပေါ့နော်ဆိုတော့ပြီးတော့အဲပေးသက်တရားလည်းသိရမယ်ကိုချစ်တဲ့လူပြန်ရှင်ကိုစော်ကားတိုက်ခတ်လာပြီဆိုရင်ပြန်ပြီးတော့ပြောနိုင်တဲ့ကောင်တာတစ်ခုပြန်ပြင်ဆင်ထားရမယ် မဟုတ်ရင်ပြည်ပြည်ညီပိအုပ်စုလို့သမ ्या ဒီကငိန်ခံနေရဒီဘက်ကလူတုံကြီးကြောက်နေရဆိုတာသိအစမပြေဘူးပေါ့နော်အဲ့တော့အဲ့တော့ခု J Fire ကိစ္စမျိုးပေါ်လာပြီနောက်ပြီးဘာလို့လဲလာမလို့ဆိုတာကျွန်တော်မသိဘူးဘယ်ဇာကောက်တဲအောင်မလဲဘယ်လူပြန်ရှင်တဲအောင်မလဲကျွန်တော်မသိဘူးအခုဒီဘက်မှာလူပြန်ရှင်ချင်းချင်းလဲ fight ရတာပဲမဆောက်ရုပ်ရှင်ဇာကားချင်းရှင် fight တာမျိုးတွေရှိတယ်နောက်ရုပ်ရှင်ဟိုတချို့မင်းသမီးတွေတချို့သေဆောင်တွေတချို့ဟာတွေရဲ့အောင်မြင်နေတာကိုတချို့တွေကမနာလို့မရှိသူတွေဆွဲချဖို့အကျိုးစားတဲ့ဇလက်တွေရှိမယ်ဒါတွေရှိမှာပဲချင်းရောဒါပေမဲ့ညီပိတ်တော့အုပ်စုနဲ့တော့ပေါက်ပြီးတော့မမရိုင်းလောက်တော့ထီတော့မမရိုင်းသိမ့်ဘူးပေါ့နော်အဲ့လောက်ထီမယုတ်ကန်းသိမ့်ဘူး ဒါကတော်တော်ဆိုးတဲ့ကိစ္စအဲ့တော့ပေါ်ထုတ်ရေးယူရမယ်တာဝန်ရှိတဲ့အစိုးရအာဏာမှန်တယ်ပေါ်ထုတ်ရေးယူပါလိမ့်မယ်အဲ့တော့ဒါကြောင့်လည်းဟိုတော့ဒီရွေးကောက်ပွဲကိုစန့်ကျင်ကောက်ပွဲတဲ့အုပ်စုတွေအကုန်လုံးကိုရှင်းလင်းလေးအစိုးရခေါ်ယူတွေ့ဆုံမိမြန်းစကားပြောဆိုပြီးတော့မှဟိုတချို့ဆိုရေးယူခံရတယ်တချို့ဆိုရင်ခုဒါပူပေါင်းပေါင်းကိုလုတ်လုတ်လာတော့ပူပေါင်းပေါင်းကိုလုတ်လာတယ်ခေါ့နော်ဘယ်သူလဲမပူပေါင်းဘူးလဲဆိုတော့သူကပူပေါင်းမလဲဆိုတော့ကျွန်တော်နောက်ကြည့်ရမှာပေါ့နော်ဆိုတော့ဒါတစ်ချက်ပေါ့ဆိုတော့ဒီမှာ G5 ကိစ္စမှာတော့ပူပေါင်းလည်းပြောရအောင် G5 ကသူ့အတူသူ့ယုံကြည်တဲ့သူပြောတာအဲ့သူ့ဒီမိုကရေစီနဲ့သူ့ရဲ့ human right အရဆိုသူ့မှန်တယ် ျွန်တော်တို့နဲ့လည်းအမြင်တူတယ်ရှင်းရှင်းလေးပဲကျွန်တော်တို့အလုံးကကိုကုတ်ကိုကောက်ဆောက်ရအောင်ပါဗုဒ္ဓလည်းကြမ်းမဟုတ်ကြရပဲအတားကြီးကတော့နာထောက်သွားကိုကုတ်ကိုသာကိုကိုရမယ်ကိုကုတ်ကိုကောက်ဆောက်ရအောင်မယ်ကိုကုတ်ကိုကောက်ဆောက်ရအောင်မှနိုင်ငံကောက်ဆောက်ရတယ်ကျွန်တော်တို့လိုကိုကုတ်ကိုဆိုရလူပုဂ္ဂိုလ်ရဲ့လူပုဂ္ဂိုလ်ရဲ့ပေါင်းဆက်ထားတော့မှနိုင်ငံဖြစ်တယ်လူတွေအလုံးကကိုကုတ်ကိုနဲ့ပြန်ပေါင်းဆက်တော့ကိုကုတ်ကိုကောက်အောင်နေနိုင်ငံမှာကောက်တယ်ကိုလိုလူတစ်ထောင်ကောက်ရင်တစ်ထောင်ချစ်ရနိုင်ငံကောက်တယ်တစ်သောင်းရှစ်တစ်သောင်းရှစ်နိုင်ငံကောက်တယ်ကိုကုတ်ကိုကောက်နေရမယ်ကိုကုတ်ကိုသူများဒုက္ခမှမမိအောင်နေရမယ် တော့ကိုကိုမိမိကိုကောင်းအောင်ကြိုးစားခြင်းရနေမှာတိုက်မိကောင်းအောင်ကြိုးစားခြင်းကိုရှုရတာမိမိကိုကာကွယ်ဆောက်ချောက်ခြင်းရနေတိုက်မိကောင်းဆောက်ချောက်ခြင်းတွေရှုရတာအဲ့တော့ပုံအလင်းပြောရရင်တော့အနည်းစားဆုံးကတော့ကိုကိုကိုကာကွယ်ဆောက်ချောက်ခြင်းနဲ့စပြီးတော့တည်ရပါတယ်ကိုသက်ရှင်နေမှာကိုတိုက်မိကိုဆောက်ချောက်နေမှာကိုတေမှာတော့ဘာလုပ်လို့ရမှာလဲဗျာကဲနောက်တစ်ခုက J5 ပေါ့တာမင်္ဂလာမင်္ဂလာမင်းဆိုတော့ Raymond နော်ကျွန်တော်ရမ်းကြိုက်ပါကျွန်တော်ရမ်းကျွန်တော်ကြိုက်တဲ့ထင်မှာပါတယ်ရမ်းတော့မဟုတ် sorry ကျွန်တော်ကြိုက်တဲ့ထင်မှာပါပါတယ်ဒီ Raymond ရဲ့သချင်းတွေချွတ်ရလေးဟိုကျွန်တော်သူ့သချင်းတွေမဆိုတတ်ပေမဲ့ကျွန်တော်သူ့သချင်းတွေကြိုက်တယ် ဟိုမစိုးဒီကောင်ဒီကောင်တော်တယ်ပေါ့ဒီလိုပဲကြောင်တော်တယ်ဒီရေမွန်ကက်ကြည့် तू ဘာဖြစ်လဲ तू ယုံကြည်အောင် तू သွားလုပ်တယ်ဒါပေမဲ့ဘာဖြစ်လဲဟိုမှာတော်ရမှာပဲတည်သွားတယ်တော်ရမှာတည်သွားတယ်အဲ့တော့ရေမွန်ကူတည်သွားတာဘယ်နှစ်ရှိပြီ3နှစ်ပြီးတော့3နှစ်လောက်ရှိပြီထင်ပါတယ်နော်3နှစ်နီးပါးပေါ့ဆိုစဉ်းစားကြည့်ဗျာကဲဘသူများအဲ့ရေမွန်တည်တဲ့ကိစ္စအောင်မှာဘသူကအများရေမွန်အတွက်ဆိုပြီးတော့ဝမ်းနဲ့ကြည်ဝဲကူလုပ်သေးတယ်ပြီးသွားပြီရေမွန်ကဆက်ရှိနေသူ့ရဲ့တခြင်းကောင်းတွေအများကြီးကိုမြင်ရတယ်ရှင်းရှင်းလေးပဲ ကျွန်တော်ပြောနေခဲ့ပြ twin twin တွေကျွန်တော်တို့အားလုံးသိတဲ့ဆရာငှက်ကြီးကိုဥငယ်ပေါ့နော်ဥငယ်ကသူလည်းတောခုခဲ့တာပဲဥငယ်လည်းတောခုဒါကြောင့်ကြေးဆရာမြို့မအောင်ပြောခဲ့ပါတယ်သူလည်းတောခုခဲ့တာပဲတောခုခဲ့ပြီမဲ့သူလျှောက်တဲ့လမ်းကလွဲသွားပြီဆိုတာမှားတယ်ပြောတော့မဟုတ်ဘူးသူလျှောက်တဲ့လမ်းကလွဲသွားပြီဆိုတာသိတဲ့အချိန်မှာဥငယ်ကချက်ချင်းပြန်ဝင်လာပြီပြီးတော့မှပြန်နေပြီးတချင်းပြန်လှုပ်တယ်အေးစိပြန်တယ်အဲ့ဒီနောက်မှာတချင်းနေတအားကောင်းလာတယ်စပယ်ရှယ်ကောင်းလာတာတအားကောင်းလာတယ်အဲ့ဒါပြီးတော့အဲ့ဒီသူ့ရဲ့တချင်းနေကသူတည်တည်ရှိရှင်းသားသွားတယ်ဒီလိုရှိရှင်းသားနေတယ် ရှိတဲ့အတွက်တကယ်လို့ကဥငယ်လည်းတော်ရပါပဲတည်သွားကြည့်ဥငယ်ဖွင့်နေတော့တည်အောင်တည်အောင်သူမတည်ဘူးလို့ဥရေမွန်သူလည်းမေ့သွားပြီပြီးသွားပြီအဲ့တော့သူတချင်းလက်ဆက်မဆိုးအောင်သူမိသားစုလည်းမကောင်းအောင်ဆောက်ချောင်းနိုင်သူချစ်သူလည်းမဆောက်ချောင်းနိုင်ဘယ်တော့မှသူမဆောက်ချောင်းနိုင်တော်ရမှာသူတည်သွားရရှာတယ်ပြန်တွေးကြည့်သိနေမျောတာကျွန်တော်တအားနှမျောတယ်ဒါလူတော်လူတော်လူတော်အဲ့လိုလူတော်တွေဆုံးရှုံးမှာကျွန်တော်တို့ကစိုးတာစိုးတဲ့အတွက်ကျွန်တော်ကကိုယ့်ကိုယ်ကောင်းဆောက်ချောင်းကြပါလူစောက်ပိန်းတွေပြောတာမယုံနဲ့ဒီနိုင်ငံရေးအစားဖားတွေပြောတာမယုံနဲ့နော်ဒီလိုမျိုး ရှင်းပြရင်တော့တသားတည်းမနေပဲတော်တည်းမှမနေပဲထွက်ပြေးရတဲ့ကောင်လေးရှိတယ်အခုခင်ဗျားပြန်တွေ့ကြည့်ဒီဒီ G5 ကတော့မတော်တော့စက်ကဲဒီ online ပြောတော့ယုံပြီးတော်တည်းသွားကြည့် G5 နဲ့တော်တည်းမှာတည်သေးနေမှာဒါရှင်းရှင်းလေးသူယုံကြည်ရသူဖက်ပြီးနေတဲ့အတွက်သူဒီမှာအေးအေးဆေးဖြစ်တယ်နောက်တစ်ခုကအခုပြောနေတဲ့အကုန်တောင်းဆိုလို့တော့ကြည့်လိုက်လို့ရှိရင်ခင်ဗျားပန်ဆယ်လို့လည်းပြပါမှာပဲဘာမှလည်းထိုင်းနေစားတော့ပြန်မရောက်လာတော့ပန်ဆယ်လို့လည်းပြပါမှာပဲအော်နေတဲ့ကောင်လေးကတော့နိုင်ငံခြားမှာကြီးရဲ့ဘယ်မှလည်းကျွန်တော်မြန်မာပြည်ရဲ့ဘယ်နယ်လို့ဒီမှာနေတယ်မနေဘူးတော့လည်းပြေးတာတန်းနေအောင်ပြေးတာဒါဆိုသူတို့ကသူတို့ကသူတို့ကောင်ဝယ်ဆောက်ရှောက်သွားတာ ဒါကြောင့်ဒါကြောင့်တချို့တွေပြောတာလေမင်းဟိုဟာဗလဲဟိုဟာဂျေဖာပြောတာတော့တော့ကြာနေပြီတယ်မဟိုအောင်ကြီးညွန့်လို့ဟိုဟာတို့ကမှာကိုကိုကိုကာဝဆက်ဆော့တွေနေဖြစ်တယ်တက်ပြည်တယ်နိုင်ငံသားဟုတ်လေတက်ပြည်တာလေဟိုမှာသွားပြီးနိုင်ငံသားမှာအေးစီသွားနေနေကြပြီတဲ့ပန်ဆယ်လို့တောင်ကြီးနိုင်ငံသားသွားနေပြီပြန်ကုန်မလားတော့လေမင်းကုန်နေလို့ပြန်မလားတော့လေဆိုတော့ရှင်းရှင်းပြောရင်တော့တို့ကိုယ်တိုင်လက်နက်ကိုင်းမထိဆုံးတာတိုက်နေပြီဆိုရင်တော့ဒါတို့တို့ပြောတာဩတို့တို့ပြောတာမှန်သားပဲလို့ပြောလို့ရရမယ်တို့ကရှင်းရှင်းပြောလွတ်အကျော်တို့ကပြေးပြီးသွားပြီကျန်ခဲ့တဲ့ကောင်တွေကမင်းတို့ခြား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 ပြောက်ကြည့်ပေးနေတာ ဒီကောင်လေးလည်းဘူးတိကိုပြောတဲ့ကောင်လေးလောက်ကြတော့အဲ့တော့ညံနေလို့ခံရတာတော့ခံရပါဘောယုံကြည်ချက်ခုနကဒီဟိုအုံနောက်ကိုမတုံးမဲနဲ့စိတ်ခံစားကြတော့ရှောက်လိုက်တာကြာရင်ဘာဖြစ်လဲဆိုတော့ကိုပဲထိခဲ့တာအဲ့တချို့လူတွေစိတ်ခံစားကြတော့ရှောက်လိုက်တာများသွားတယ်အဲ့တော့အလိုက်လုံတဲ့အခါဘာဖြစ်လဲဆိုတော့ခုနလူလိန်တွေရဲ့လိန်ရင်းခံရပြီးတော့တော်တယ်မှာပဲလူလူမတရားဖြစ်ကုန် ဒါရှိရှိလေးပဲအခုဒါအတန်ဖြစ်တဲ့ခင်ကြီးဒါကြောင့် J5 လောက်တာတော့ကျွန်တော်တို့ J5 ပြင်ပြတော့ J5 ဘက်မှာ J5 ဘက်မှာကျွန်တော်တို့ရှိပါတယ်ကျွန်တော်ပြည်တွင်းလူပြောချင်နေနေလေ J5 ပြောတာကိုတေးချာစမ်းသပ်ပြီးတော့မှဟုတ်တယ်ငါတို့မှန်တယ်ဆိုတာမျိုးပြန်ပြောကြဖို့လိုတယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီနေ့မှာပဲဒီရက်ဘက်မှာထပ်ပြီးတော့နောက်ထပ်တက်လာတဲ့ PU5 အဲ့ဒါဘာလဲဆိုတော့ Overflow Festival ဆိုတဲ့ဟိုပါပေါ့နော်အဲ့ဒီဟိုရှိုးပွဲပေါ့နော်ရှိုးပွဲလည်းပဲခေါ်မလားပေါ့နော်အဲ့ရှိုးပွဲလာလိုက်လို့တယ်လို့လည်းကျွန်တော်ကြားတယ်ကျွန်တော်အဲ့ပွဲတွေမသိဘူးငယ်လဲငယ်လို့လာတော့မသိဘူးကျွန်တော်လည်းမသိဘူးအဲ့ရောထားပါတော့နော်ဒီပွဲတွေကခဏခဏလုပ်တယ်လို့ကျင်းပါတယ်လို့သိရတယ် ်ဆို overflow festival ဆိုတာကအဲ့ပွဲမှာမနေ့ကငွေမနေ့နေ့ညမှာလုပ်သွားတဲ့ပွဲကဒီနေ့ TikTok တွေ Facebook တွေမှာ viral ဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာပါတဲ့ rapper ဆိုတော့နှစ်ယောက်ကပြောသွားတဲ့စင်မောနဲ့ပြောသွားတဲ့စကားတွေကမကြောက်ဝင်မနာတာရှက်ဖို့ကောင်းတဲ့ကိစ္စတွေဖြစ်နေတယ်ရှက်ဖို့ကောင်းတဲ့ကိစ္စဖြစ်နေတယ် ဆိုကြပါစို့အစောဝင်းဆိုတဲ့ကောင်းလေးရဲ့နောက်ဘာခိုဘိန်းဆိုတာပါလားကျွန်တော်မခေါ်တတ်ပါဘူး BGH ကို BIN ဆို BIN ဘိန်းပေါ့နော် BH ဆိုဘာခိုလို့ခေါ်မလား B ခိုလို့ခေါ်မလားခြိုက်တို့လို့ခေါ်ပါနော်အဲ့တော့အဲ့ဒီကောင်းလေးတစ်ယောက်ကတွဲပြီးတော့သူတို့ဖွဲ့လိုက်ကြည့်ပါဦးဆိုတဲ့ချင်းဆိုတဲ့ချိန်မှာအဲ့မှာအစောဝင်းဆိုတဲ့ကောင်ကပြောတယ်ဘာလဲဆိုတော့သူပဲစကားတော့ကြမ်းပါလေကြမ်းတယ်တော့ကျွန်တော်ရုံးပြကြည့်ဘူးဒါပေမဲ့ကျွန်တော်နေပြောတဲ့ပုံစံကြီးကတော့တော်တော်မရိုင်းတဲ့အတွက်ပြောရရင်တော့ဟိုမရိုင်းရတဲ့ကျွန်တော်ဒါပြောရမှာပေါ့နော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်ပြီးတော့ အခုသတင်းမှန်ပြကြရေးဂရုတွေမှာလည်းမေးကုန်ပြီမီဒီယာတွေမေးကုန်ပြီဒီလိုမျိုးစစ်ဘောကနေပြီးတော့တိတ်သက်ကိုစော်ရတဲ့အများပြည်သူစော်ရတယ်လို့ပြောရတဲ့စကားတွေကိုယုံစရာကောင်းတဲ့စကားတွေယဉ်ကျေးမှုနဲ့မသိမျောတဲ့အခါရောဖြစ်တဲ့အရာပြောရတယ်ဘလို့ရေးယူမလဲလို့မေးကုန်နေမေးကုန်ပြီအဲ့တော့မီဒီယာတွေကမေးပြီးသက်ဆိုင်အာဏာရှင်ဖွဲ့စည်းတဲ့တခုပြဖြစ်ရတော့မယ်အဲ့တော့သူကဘာလဲဆိုတော့ဟိုလက်ကိစ္စတွေပါတယ်ကွန်တော့တုံးလို့မျိုးစုံပေါ်ပြကြီးပြောတော့ပြီးကအဲ့နောက်ထပ်ပိုမြင့်နေကွန်တော့တုံးကွန်တော့နေစင်မွားကျဲတယ်ပြီးလည်းပြီးတော့နောက်ထပ်ပြောလိုက်တဲ့စကားကမပိုဆိုးတာ ဒါမိန်းကလေးဆိုရင်မချောင်းမနာတာကြီးပဲအဲ့ပွဲထဲမှာရှိနေတဲ့မိန်းကလေးတွေကအဲ့ဒါကိုလက်ခံကြသလားအဲ့ပွဲထဲမှာရှိတဲ့အမျိုးသားတွေအောင်လက်ခံကြသလားသူအဲ့လိုပြောတာဆင်မောအဲ့လိုပြောတာကြီးကိုလက်ကုပ်တီးပြီးအားပေးကြတာလားဒါမှမဟုတ်အဲ့ဒါကြီးကမသိတော်ဘူးဆိုတာမျိုးမတွေးမိကြဘူးလားဒါမျိုးကဒီလိုပွဲမျိုးသဘိတ်မောင်းအောင်နောက်ဆိုဒါမျိုးပွဲမကြည့်ဘူးကွာဒါလိုမရိုက်နေတဲ့ခိုင်းပါလိုက်မကြည့်ဘူးကွာဆိုတာမျိုးလူငယ်တွေသဘိတ်မောင်းအောင်ဒါသဘိတ်မောင်းအောင်လူငယ်တွေနောက်တစ်ခုကဒီပွဲမှာတက်ဆိုတဲ့သူတွေက ရှင်းပြောရအောင်စင်ပေါ်တက်ပြီးတော့စော်ကားမရိုက်နဲ့ဒီရုံရင်းကြမ်းကန်းတဲ့စကားတွေပြောတော့ကျွန်တော်တို့စဉ်းစားကြည့်တာပေါ့နော်သူတို့မှလည်းအမေရိကန်ပြည်ရှိမယ်မောင်နှမရှိမယ်ကျွန်တော်အဲ့အစိုးရမှာညီမတွေအမတွေရှိလာတော့မသိဘူးနော်လူဆိုတာအမျိုးတွေရှိတာသူတို့မှနှမတွေရှိတယ်ဝဲဝဲရှိတယ်အေးရှိတာသူနှမတွေရှိမှသူအဲ့လိုပြောကြည့်ပါလားအဲ့ဗီဒီယိုမှာထပ်ခါတခါဖွင့်ပြပြီသူနှမရရှိမှကျွန်တော်ဖွင့်ပြကြည့်နေတယ်။နောက်သူ့အမေရရှိမှဖွင့်ပြကြည့်နေတယ်။သူ့ရဲ့အမျိုးတွေတိုင်းဝမ်ရှိမှဖွင့်ပြကြည့်နေအဲ့ဗီဒီယိုဖိုင်တခါတခါဖွင့်ပြပြီးတော့ဖွင့်ပြပြီးတော့ကဲခင်ဗျားတို့သားခင်ဗျားတို့သားအကြီးစားဆင်ဝတ်တယ်လို့ပြောရတယ်။ခင်ဗျားတို့သားလူလိမ္မာလေးလား တကယ်လူလိမ္မာလေးလားဒါဒါပြောတယ်လားအဲ့တောက်ရှော့ဖွင့်ပြဘာကြောင့်ဆိုကိုလှုပ်တယ်လို့ရကမလားမလားမသိဆွတ်ဆက်ပြီးတော့မူးနေလားဆေးယူးနေလားကြောင်နေလားဘာလားမသိရှောက်ပြောတာကြီးကအများကြီးဆိုမသိတော့ဥစ္စာတော့ဟိုတည်တယ်ပြောတော့တာမှတော်တော်ကိုစိုးစိုးဝါးကြီးပါဟိုဘလို့မှကျွန်တော်နားမခံတာဘူးနားမခံတာဘူးလူရဲ့ညာလူနဲ့လိန်ကမကင်းပါဘူးလူတိုင်းလိန်လိန်နဲ့မကင်းပါဘူးလူတိုင်းယောက်ျားလေးမန်နေမိန်းကလေးမန်နေအရွယ်တစ်ခုရောက်ပြီဆိုလိန်ဆက်ဆံပူးတဲ့သူကြီးပဲဒါပေမဲ့ကျွန်တော်ပြောချင်တာအပြိုးကြီးလူကြီးတွေပါဘူးပေါ့နော်ဒါတော့အဲ ရှိဘူးတဲ့သူကြီးပဲအဲ့တော့ရှိတယ်ဒါတွေကနိုင်ငံလူတိလူတွေကြားထဲမှာရှောက်ပေါက်ကြပြောမှာမဟုတ်ဘူးလीမဟုတ်ဘူးလीခင်ဗျာဘလောက်တိုးတက်ပါတယ်ဖွေးဖွေးတဲ့နိုင်ငံမှာတော့အဲ့လိုမပြောပါဘူးဗျာတကောင်ကြီးကပြပြဆက်ကြီးတက်ပြောတယ်ဆိုတော့သူတို့ရဲ့စိတ်အခြေအနေကပုံမှန်မဟုတ်ဘူးလားအဲ့ဒီအချိန်မှာသူတခုခုတုံးထားသလားဆိုတတရားကြီးကျွန်တော်ဖြစ်လာဖြစ်လာပြီးတော့ဒီလောက်မရေရန်ကားတဲ့ကောင်တွေဘာလို့စင်ပေါ်တင်ပေးတာလဲစင်ပေါ်တင်ပေးတဲ့ပွဲချစ်ပါသူတွေဘာလို့အဲ့ပေါ်တင်ပေးတာလဲဒါကြီးကတက်တော်သလားမတက်တော်လားမသိတော့ဘူးလားနော်ဒါတစ်ချက်ပေါ့ နောက်တစ်ခုကအဲ့ဒီဗီဒီယိုဖိုင်ကြီးကနောင်တစ်ပတ်မှကနေဆက်ရှိနေမှာဆိုပါလို့ကမအိုက်ကောင်ရောက်မိမရမယ်ခလေးတွေမွေးလာမယ်သူသမီးကိုအဲ့ဒါဖွင့်ပြမယ်သူ့ရှေ့မှာသူ့သမီးဟိုသူ့ရှေ့မှာကျွန်တော်အဲ့ဒါပြန်ဖွင့်ပြမယ်ဒီကောင်မလို့နေမလဲနောက်နှစ်တေကြာတဲ့အခါသူ့ဗီဒီယိုဖိုင်သူပြန်ကြည့်ပြီးတော့သူမလို့နေမလဲရှက်ကောရှက်တတ်မလားရှက်တတ်ပါမလားဒါကြီးငောင်ပြောတယ်ကိုပြောတယ်နဲ့သူစဉ်းစားတတ်ပါမလားအခြေခံပေါ့နော်ဆိုတော့ပုံမှန်စိတ်အခြေအနေရှိတဲ့လူကြောက်ဆိုရင်ဒါမျိုးတက်ပြောတဲ့အကြောင်းမရှိဘူးအဲ့တော့တခါကျရင် rapper rapper နဲ့ရှင်းပြရင် rapper rapper နဲ့ဟိုကြောင်တော်ထထလောက်တဲ့ကိစ္စရဲ့အချို့ကိစ္စတွေက ရပါတိုင်းမှာတစ်ခုလုံးထိခဲ့တယ်။တချို့ကြောင်တော့ကောင်းနေကြောင်ရပါတိုင်းမှာတစ်ခုထိခဲ့တယ်။အဲ့တော့ရပါတိုင်းမှာလည်းဒါကိုကန့်ကွက်ရမယ်။နော်ကန့်ကွက်ရမယ်။အဲ့တော့အခုဘာဖြစ်လဲဆိုတော့မှဟိုဆိုတော့ယုံလေးတော့ဘာလို့ဆိုသူဖေးဆုံးမှာတက်ရင်းနဲ့တွေ့ပါလေ။ဟိုအစတော့ယုံလေးကလည်းအစတော့ရှူးရှဲရှူးရှဲနဲ့ကြီးတယ်။နောက်ကြတော့အိုက်ကလေးရဲ့မိဘတွေကအဲငလျင်တော့ကပါဝါတွေတို့ဘာလို့ညာလျှောက်ကြီးတယ်။ဘလို့ကြီးကြီးဒါကြီးကသူလည်းမကြိုက်ပါဘူးလို့ပြောတယ်။နည်းနည်းသူပထမတစ်ခေါက်ကြီးတော့တန်ရှင်းမြင့်တယ်။နောက်တစ်ခေါက်ကျတော့နည်းနည်းညော့သွားတယ်။ဘာကြောင့်လဲတော့မသိညော့သွားတယ်။အာနောက်နောက်ပိုင်းကြီးသူကြီးပဲကြီးတော့မှာ။ တော့ဒီလိုမျိုးကိစ္စမျိုးတွေကိုကျွန်တော်တို့ကလက်ခံလို့မရဘူးဆိုတော့နံပါတ်1ကပြောချင်တယ်နော်ဒီမှာကိုနိုင်တော်တို့ပါလို့ဆိုလေဒါမျိုးတွေဆယ်ပေါ်မှာပြောခွင့်ပြုထားတယ်မတားဆီးကြတော့ဆိုရင်လည်းကျွန်တော်တို့ကအမှုပြန်သွားတော့ပြောတဲ့လိုပါဘူးတဲ့အတန်ကြိမ်းလည်းမခွင့်ကြပါနဲ့တဲ့ဘေးကနေခလေးနေနောက်ထပ်လို့မသိပါဘူးဆိုတာမျိုးဒီဒါဂီတာနိုင်စောကိုနိုင်စောလို့ဆိုကိုနိုင်စောတော့ပါလို့ဒီလိုပြောလာတယ်ဆိုတော့ဘာလို့ဆိုဂီတလောကကဟိုဝိုင်းတဲ့ဝိုင်းဆရာကြီးဆိုကိုလိုကဓာတ်ယူနားထောင်ပြီးတော့ဘလို့မှသူအဆင်မပြေဘူးဆိုတာပြောတယ်ဒါမဟုတ်ဘူးလေဒါဒါအမှုပညာရှင်မဟုတ်ဘူးဂီတသမားလည်းမဟုတ်ဘူးလေမင်းတို့ဓာတ်ကြီးကပါလေဖြစ်လာပြီ ဖြစ်လာပြီပေါ့နော်ဇာတာမသိတော့ဘူးဆိုတော့ပြောလာကြပြီဟိုမင်းနမမောင်နှမသားမိတော်ထိုင်နာတော့မကောင်းတဲ့သချင်းမျိုးတွေဗျာဒါသချင်းဆိုတာမဟုတ်ဘူးဗျာသချင်းကတမျိုးဟုတ်ကဲ့ဆင်မောကနေပြီးပေါက်ခဲ့ရပြောပြတာဆိုတော့အဲ့ဒါဆိုတယ်အဲ့တော့အဲ့ဒီကိစ္စရဲ့ပတ်သက်လို့ခုဒီမှာ overflow festival ရဲ့ facebook page ကဘာပြောလဲဆိုတော့လက်တော့ဖြစ်ပေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ overflow team ကနေအမှုညွှန်းတောင်းပန်ပါတယ်တဲ့နော်မထက်မထားပဲဖြစ်ခဲ့တာဆိုပေမဲ့လူမှုရေးနေရာမသိတော့တဲ့ဇာတ်ကြီးအတုံးတုံးကြီးပါသလိုရင်းချင်းမှုရလေရုပ်စုအကြီးတန်တာကြောင့်ဒီကိစ္စမျိုးနောင်နောင်မဖြစ်အောင် တော့မှဖြစ်အောင်သေချာချက်မှတ်သားကိုဂရီးပေးပါတယ်ဒီအတွက်ကြောင့်လည်းဒီနေ့ပွဲရရင်စပြီးတော့နောက်ပိုင်းပွဲတွေစပြီးတော့အဆိုတော်ဝင့်နဲ့ပါခိုဘိန်းဆိုတဲ့ဟိုပုံကိုယ်တွေကိုတဲ့ overflow နဲ့လက်တွဲဖြုတ်လိုက်အောင်ဒီပြပြစေတဲ့ဆိုပြီးတော့အားလုံးပေးတဲ့သူချင်းစုကိုလည်းကျေးဇူးတင်နေတောင်းတောင်းမှပါလေဆိုပြီးသူကြီးထားတယ်เนาะအဲ့ဒီဝင့်ဆိုတဲ့ကောင်ကလည်းသူ့ရဲ့ Facebook ကနေတင်ထားတယ်အဲမနေ့က overflow မှာကျွန်တော်ရဲ့ဒီစုဖြည့်ပြမှုကြောင့်မြို့ရပြည်သူစိတ်နှောင့်ချက်ဖြစ်စေခဲ့တဲ့အတွက်အနည်းငယ်တောင်းပါတယ်ထပ်ပြီးနှောင့်နှောင့်ဖြစ်အောင်ဆင်ခြင်ပါမယ်လို့ဂရုပြုပါတယ်ဆိုပြီးတော့သူကလှုပ်ထားတယ်ဆိုတော့ လူဆိုတာအဲ့လိုလုပ်ပြီးမှအောင်မြင်အောင်အဲ့လိုလုပ်ပြီးတောင်းမှန်တယ်တောင်းမှန်ပြီးကြည်သွားတယ်ပြီးရင်နောက်တစ်ခေါက်ပြန်လာမယ်မူးလာရင်ပြတ်ကျွတ်လာရင်ပြန်လုပ်မယ်သူရမလားဗျာဆိုတော့စဉ်းစားကြည့်ပေါ့ဆိုတော့တခါကြတော့လေဟိုခွန့်ပြုတ်ပြီးလေခွန့်လုတ်ပေးချင်အောင်အချိန်ကြီးကမရိုင်းတတ်တဲ့လူတန်းသားတချို့ကြောင့်တချို့ကိစ္စတွေကနောင်ကျင်လောက်ရတယ်ဆိုတော့မျိုးဖြစ်လို့ဖြစ်လာလို့ဖြစ်လာတယ်ဥပမာဆိုကြပါစို့ driver mighty ခွန့်လုတ်ပေးလိုက်တယ်ခွန့်လုတ်ပေးတဲ့ကြားထဲအချိန်ကြီးကစော်ကားတယ်စော်ကားတော့ဥပမာလေထောင်းထဲမြောက်သွားတယ်ဒါတော်တော်ကိုဆိုးလို့ထောင်းထဲမြောက်သွားတာဆိုတော့တခါကြရင်တချို့ခွန့်လုတ်ခြင်းတွေက ချို့ခွန့်လွတ်ခြင်းတွေကထိုက်တန်တယ်တချို့ခွန့်လွတ်ခြင်းတွေကြတော့နောက်တစ်ခုစော်ကားခံရဖို့တော့ဖြစ်စီတယ်အဲ့ဒါလေးကြီးလည်းအစိုးရနဲ့သတိထားဖို့လို့တချို့ကိစ္စလေးကြရင်တော့ခွန့်နဲ့ခွန့်လွတ်လို့ရပါတယ်ဒါပေမဲ့ဒီလူတွေကိုကြိုးတော့ချီထားမှရမယ်တခုခုတော့ချီထားမှမဟုတ်ဒီလူတွေတော့ဒီလိုဘယ်ချိန်စော်ကားမလို့ဆိုတာမသိနိုင်ဘူးအဲ့ဒါမျိုးတွေရှိရပေါ့ဒါကြောင့်ဒီကိစ္စမျိုးတွေကြတော့ဝိုင်းဝန်းပြီးတော့အမှုပြန်တာဝန်ကိုယ်တိုင်လည်းရှုတ်ချဖို့လို့တယ်ဒါမျိုးတွေနောက်မှမလို့ရအောင်လုပ်ဖို့လို့တယ်ရှေ့မှာလည်းအမှုပြန်ရှင်အချို့ ထောင်ထဲကြကုန်ကြပြီဆိုတော့ကျို့ထောင်ထဲရောက်ကုန်ရတာရှိတယ်ကျို့သူဖြတ်ပြင်းနေရတာရှိတယ်ရှောင်ပြင်းနေရှိတယ်သူတို့သူတို့လောက်တာလေးကဒီကောင်လေးတော့မချမ်းပါဘူးဒါတော့ပြည့်ရန်တော့လောက်နေရတယ်ရှိပါတယ်ဆိုတော့ဒါကြောင့်တစ်ခါကြရင်လေဟိုတချို့ show ပွဲတွေ season တွေသူတွေပါရင်ညာတွေကိုလည်းအာရမန်ဖွဲ့စည်းနေတဲ့တေချာကြမှာရမယ်မင်းတို့ပွဲတွေမှာစေးတုံးတာမွေးစေးတော့ဝင်စစ်ဟမ်အဲ့လိုလုပ်မှရမယ်တချို့ကကြတယ် เนาะတခါကြရလဲနည်းနည်းတော့ဟိုထိမ့်ကြောက်မှုတို့တော့ဗျာเนาะဒီဒီမိမယဉ်ကျေးမှုနဲ့မဆိုင်နေရဖြစ်ကုန်တယ်ဆိုတော့ဒါတော်တော်ယုံဖို့ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်เนาะအဲ့တော့ဒီ video file ကိုခင်ဗျားတို့အနေနဲ့မြင်ရင်လဲဖွင့်မကြည့်ပါနဲ့အတွေ့လဲကြော်လိုက်ပါမကြည့်ပါနဲ့အားလည်းမပေးပြပါစေနဲ့ပြီးတော့ဒါမျိုးတွေကိုနောက်ထပ်အမပေးမိအောင်အဲ့ဒီအဲ့ဒီ festival ပွဲမျိုးကိုရှုံချပါပြစ်တင်ပါပြီးနောက်အမပေးမိအောင်နေကြပါဒါကျွန်တော်ပို့နေပြောတာအဲ့တော့အဲ့ပွဲကျင်းပတဲ့သူတွေအနေနဲ့လဲဒါမျိုးနဲ့နောင်ကျင်သွားစီချင်ပါပြီပွဲကျင်းပတဲ့သူတွေလဲ ။နော်ဒါမျိုးဟိုပွဲချစ်ပါသူမှာအပြစ်ရှိတယ်ဆိုရင်ညှို့ပြထိုးတယ်။ဟိုပွဲချစ်ပါသူမှာလည်းပြစ်ရှိတယ်။ဆိုပြောရတဲ့ကောင်မှလည်းပြစ်ရှိတယ်။နောက်ဒါမျိုးဘယ်ကောင်လို့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 မရအောင်။ပြီးတော့ rapper ဆိုတဲ့ကောင်တွေကတော်တော်များဟိုစကားငါးလုံးမပြည့်ဘူး။ငါးကောင်ပြောရင်သုံးလောက်ဆဲပြီးနေပြီဆိုတာဒီလောက်ထိဒီဆိုးတာပဲ။အဲ့ဒါဆိုးတယ်။အဲ့ဒါမိမတွေမတင်တာလား။မိမတွေကပဲသေချာဒါကိုသင်ပြရကောင်မှမသိတာလား။ဒီ society ဒီလိုပြစီသွားတာဘလို့လုပ်မလဲဗောနော်ဆိုတော့နောက်တစ်ခါကိုမိဘနေရာဖြစ်ရောတစတဲ့တစတဲ့ဆက်ဆိုရိုင်းဆိုင်ပြောနေမှာလားအဲ့ဒါလူရင်ကြီးလား တကယ်ကိုအစင်တန်းရှိရလူလားအစင်တန်းရှိရလူဆိုတာနှုတ်ကနေစကားငါးပေါင်းပြည့်လို့သုံးခွလောက်ဆဲပြီးသားဆိုအဲ့ဒါအစင်တန်းရှိရလူမခေါ်ဘူးကြာအဲ့ဒါအမှုပညာတယ်မကလို့အမှုပညာသမားမကလို့ဘာကောင်ဖြစ်ဖြစ်ဗျာနိုင်ငံတော်ကြီးကြီးတွေတာသမီတွေဖြစ်နေပါစေဘယ်ကောင်ဖြစ်နေပါစေအစင်တန်းဆိုတာဘာနဲ့လဲဆိုတော့ကိုပြောတဲ့စကားတွေကစကားငါးလုံးအောင်ပြောနှစ်ခါလောက်ဆဲပြီးသားသုံးခါလောက်ဆဲပြီးသားအဲ့တော့တော့လူလုံးလူတကယ်ကိုအဲ့ကောင်လူမှုအစင်တန်းနှိမ့်ကြတယ်လူမခေါ်တယ်အဲ့တော့တချို့ ကိုကိုတိကြလို့ပြောချင်တာတချို့လူတွေဟိုတိသိချင်လို့ပြောတာเนาะဒါလေးကကြုံကြိုက်လို့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့ဒီ TNL ကိစ္စလေးကျွန်တော်ဒီနေ့အဆုံးသတ်ပါမယ် TNL ကိစ္စချက်ဖို့ပါဦး TNL တွေကဘယ်နေ့နောက်ဆုံးရဆုတ်မလဲဆိုတဲ့သတင်းပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ပြောမယ် TNL ရဲ့မိုးကုတ်ကနေဘယ်နေ့နောက်ဆုံးရဆုတ်မလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ October 30ရက်နေ့ကမိုးကုတ်မြို့မှာရှိတဲ့တက်ဆရာသူတို့ရဲ့အုပ်ချုပ်ရေးအာဏာရေးအဖွဲ့အစည်းတွေပေါ့ TNL အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့30ရက်နေ့ကတွေ့ဆုံတဲ့ပွဲမှာတဲ့ တီအန်လေးထုတ်ပြောတာလေတဲ့သူတို့ကဘယ်နည်းစုံလဲဆိုတော့20ရက်နေမှာမိုးကုတ်ကနေပြီးတော့တက်တယ်သူတီအန်လေးစုံစဆုတ်ခွာမယ်တဲ့နော်တီအန်လေး20ရက်နေမှာစဆုတ်ခွာမယ်25ရက်နေမှာနောက်ဆုံးထားပြီးစုတ်ခွာမယ်ဒီလာမဲ့ normal 20ရက်နေမှာစဆုတ်မယ်25မှာတော့လုံးဝနောက်ဆုံးထားပြီးစုတ်မယ်ဆိုတာမျိုးပြောတယ်ဆိုတော့ပြောရတယ်9ရက်တွင်ပြီးစုတ်မယ်ဆိုတာမျိုးပြောတယ်အဲ့တော့ဒီ NL လေးနောက်တော့နောက်တော့ဆုတ်ခွာဖို့ဒါရစ်တွေတက်မှတ်ပြီးသွားပြီဆိုတော့တေချာတဲ့ DNL လေးမိုးကောင်နဲ့ဆုတ်မယ်ဆိုတာခိုင်မာသွားပြီပေါ့ဗျာเนาะခိုင်မာသွားပြီဆိုတော့ DNL လေးဆုတ်မယ်ဆိုရင်မဲ့ DNL လေးဘာချန်ခဲ့မှာလဲ ပါချန်ခဲ့ပါလေပေါ့နော်ဆိုတော့တခါတည်းကျရင် DNA လေးကဆုတ်သွားပြီးတော့သူ့ရဲ့လက်နက်တွေနဲ့သူ့ရဲ့တချို့သောလူတွေကို uniform ပြောင်းခွက်ပြီးတော့ထားခဲ့တာမျိုးဆိုရင်လေဒါကတော့ဒါကတော့ရှင်းပြတော့တက်မတော်ကိုနားလေပိုက်တာပြီးလို့ရင်တော့တက်မတော်အနေနဲ့ဒါကိုတိခန့်လို့တော့မရဘူးခွင့်ပြုလို့မရဘူးဆိုတော့တက်မတော်လည်းသိပါလိမ့်မယ်နောက်တစ်ခုကတက်မတော်ကဒီနေ့တစ်ချိန်ထိမိုးကုတ်ရဲ့ကောင်းကင်ယံကနေမိုးမိတ်ရဲ့ကောင်းကင်ယံနေလင်းစင်းအောင်ဖြတ်မပြောင်းဘာလို့လဲဆိုတော့သူ့ဂရီကိုသူတီချင်လို့တက်မတော်ကစောင့်နေတာအဲ့တော့နိုဝင်ဘာ20ရက်နေ့အထိတက်မတော်ကစောင့်နေမှာပဲမင်းနိုဝင်ဘာ20ရက်နေ့စမဆုံးသေးဘူးပြီးရင်သူတို့ရဲ့လှုပ်ရှားမှုတွေ နော်ဒီမိုးကုတ်မှာ TNL နဲ့မန္တလေး PDN ဖွဲ့ရဲပေါင်းပြီးတော့လှူရှားနဲ့လှူရှားမှုတွေအကုန်လုံးစောင့်ကြည့်နေရတဲ့အချိန်ကြီးစောင့်ကြည့်ပြီးတော့ TNL မဟုတ်တာတခုလောက်သွားမယ်ဆိုတာနဲ့ TNL ရှိတဲ့ဌာနချုပ်တွေဘာသွားကျဲဖို့လေးပါမဟုတ်ဘူးတမပေါ်အဲ့တော့ TNL ဘက်ကလည်းတရားစစ်ဆေးဖို့လိုတယ်ကိုယ်ကတိကိုကိုတီးဖို့လိုတယ်လူဟာလူမှာကတိမျက်မှောက်သက်စာပေါ့ကတိမတီးဘူးဆိုရင်တော့အဲ့ကတိမတီးတဲ့လူတွေရဲ့ပြစ်ဒဏ်ကတော့ကြီးနိုင်တယ်အဲ့တော့အစိုးရအနေနဲ့ကတိမတီးတဲ့သူကိုပြစ်ဒဏ်ကောင်းအောင်ပေးဖို့လိုတယ်အဲ့ TNL နားလည်ပိုင်းတဲ့ကိုယ်တွေမလုပ်အောင်လဲတက်ကစောင့်ကြည့်ဖို့လိုတယ်ဘယ်လို20နှစ် စဆုံးမယ်လို့ကျွန်တော်တို့သိရတော့နော်တစ်ချိန်တည်းမှာပဲတခါဟိုဟိုအဖွဲ့တွေက TNL ရဲ့ခေါင်းဆောင်တရားတရားတယောက်ဖြစ်တဲ့တာပုံးကျော်ကတော့ဟိုသူသူပြောတဲ့စကားတော့ကျွန်တော်အရှိန်မပြောတော့ပါဘူး။သူကကြပြားလို့စားလို့ကြောင်းလို့ကြောင်းလို့ထားရေးတာပေါ့နော်။ဒါပုံးတာပုံးကျော်ကအဲ့ထက်မှဘာပါလိုက်ဆိုတော့သူတို့ဆုတ်ရခြင်းအကြောင်းရင်းတွေကြောင့်ရေးတဲ့ခါမှာရှင်းပြတော့သူတို့ဆုတ်ချင်လို့ဆုတ်တာမဟုတ်ဘူးဆိုတဲ့သဘောမျိုးအချိန်နဲ့ချိန်ခါတူလို့ဆုတ်ရတာအင်အားစုဖို့ချုပ်တာစသဖြင့်မျိုးစုံပြောတာပေါ့နော်။ဆိုတော့ကျွန်တော်အဲ့ထက်မှာတခြားမှာသူကတွေ့တယ်ပေါ့။သူကတော့သူဆုတ်ရခြင်းအကြောင်းရင်းတွေ တရားတွေရောတခြားအခြေအနေတွေရောမျိုးစုံပေါ်ပြအားအားလုံးနဲ့ပေါင်းဆက်ပြီးတော့သူပြောပြသူမဟာမိတ်ဖွဲ့တွေကိုကျင်စိတ်ကျင်နေအောင်လို့ဆိုတဲ့သဘောမျိုးနဲ့သူကဒါဆုတ်တယ်ဆိုတဲ့အကြောင်းအရာအားပြန်စုတာပေါ့ဆိုတော့တို့တားပုံးကြော်ကဟိုရင်တော့သူထုံးကင် sorry ထုံးတို့ထားမယ်လို့သူကပြောခဲ့တယ်ထုံးတို့ကိုသူထုံးလေးတော်ကင်ခဲ့ပြီထုံးတို့ကိုထုံးတော်ကင်ခဲ့ပြီးသွားပြီအခုကျတော့တရားလည်းနေတားပုံးကြော်ကြီးကထုံးတို့ကိုထုံးကင်ပြီးတာနဲ့နောက်တစ်ဆင့်ခုသူအားစုတော့မယ်ဆိုတော့ဩလို့သူအားဘယ်နှခုစုမလဲတော့မသိဘူးပေါ့နော်ဆိုတော့သူအားစုရင် သူအားစုတော့လဲအေးပေါ့လေအားစုတော့လဲစုပေါ့ဗျာနော်အားစုတော့လဲဟိုကျွန်တော်တို့မှလည်းတရားကိုနှလုံးရှိတာပေါ့နော်အားစုလဲစုပေါ့နော်သူစုတော့လဲစုပေါ့အားစုတော့လဲပေးရမကြီးတာပေါ့နော်ဆိုတော့အပြန်စုဖို့တဲ့ဆိုတော့တားဖို့ကြော်လို့အပြန်စုဖို့ဆိုတော့လဲကျွန်တော်တို့ဘာပြောမှမသိဘူးပေါ့နော်အဲ့တော့သူစာတွေမှာပါလာတဲ့တချို့စကားလုံးတွေအသုံးလုံးတွေအရဆိုရင်ကျေကျော်တော့အချိန်ခါမရွေးသူကသူဂရိကိုသူချိုးချင်ချိုးမယ်ဆိုတဲ့အဓိပ္ပာယ်တော့တက်အောင်တက်ရောက်နေတယ်ဆိုတော့တက်မတော်တွေကလည်းဒါကိုမသိဘဲနေမှလားဆိုတော့တက်မတော်တွေသိပါတယ်သိပါလိမ့်မယ်တက်မတော်ဒါမသိဘဲတက်မတော်လူတွေပို့ပြီးတော့ စောင့်ကြည့်နေလို့ဆိုတော့တို့ဘူးသိပါလိမ့်မယ်ဆိုတော့ဒီ TNL တွေပြန်ဆုတ်ခွာတာကပြဿနာမဟုတ်ဘူးကျွန်တော်မြင်တာကနောက်မှကြံနေခဲ့မဲ့ mentally PDF အုပ်စုရဲ့အခြေအနေအဲ့တော့ TNL ကဒီ PDF ကိုဘာထားပေးခဲ့မလဲဆိုရက်ချက်တစ်ချက်နောက်တစ်ခုက PDF ပြရခုတို့ကမင်းအမေ TNL ဆုတ်ဆုံးငါတို့မဆုတ်ဘူးကွာငါတို့ကစစ်တော့ကိုခံချမယ်ကွာဆိုတဲ့အမျိုးသူအတန်လွန့်ပြီးသွားပြီပြလို့ပြသားပြီးတော့အညာသား PDF တွေကိုပါသူကအကုန်ခေါ်နေပြီ PDF တွေနဲ့လာဝင်ပြီးပူပေါင်းပြီးတော့မိုးကိုကာကွယ်ကြဖို့ခေါ်နေပြီ ဆိုတော့ကျွန်တော်ကဒီနေရာမှာတိုက်တွန်းနေတာတခုရှိတယ်အညာသားတအုပ်စုလို့ပေါ့အခုအညာဒေသမှာတိုက်နေတဲ့အညာသားတွေကလုံးမတိုက်နဲ့တော့မိုးကုတ်ကိုသွားကြအခုမိုးကုတ်ဆုလိုက်ဆုဖို့တက်မတော့လမ်းဖွင့်ပေးလိမ့်မယ်လမ်းကြောင်းလေးဖွင့်ပေးလိုက်တက်ကလည်းလမ်းကြောင်းဖွင့်ပေးလိုက်အခုလုံးမိုးကုတ်ကိုလွှတ်လိုက်ပြီးရမယ်ဘသူတိုက်ပါတိုက်တော့မိုးကုတ်ကိုပဲတပွဲနဲ့အပိတိုက်အေးရောလားအဲ့လိုလောင်းဖြစ်နေနော်ဆိုတော့တွားကြမမောင်ဆောင်ခါတို့အုပ်စုတွေငကားတို့အုပ်စုတွေတခြားအဖွဲ့တွေကလုံးအမှာတွားပြီးမိုးကုတ်ကိုတွားစုပေါင်းပြီးတော့စုပေါင်းပြီးခါစစ်ဆင်ချလိုက်ဆင်ထားလိုက်ဒီကတက်ကလည်းโอเคမင်းပလောင်တွေတွားပြီးဆိုတော့ငါတိုက်ပြီးွားဆိုပြီးတော့ တိုက်တော့အဲ့မှာတပွဲလေးပြီးသွားဖို့အဲ့မှာညာညာမှာပီတရတွေမရှိတော့ဆိုတော့လေကောင်းတာပေါ့နော်အဲ့တော့ဟိုမိုးကကတော့ကြီးနေပြုံးပါဘောနော်အဲ့လိုရှိတယ်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဘယ်လိုလုပ်မလဲဒီ mentally pdf ဆိုရယ် pdf အုပ်စုတွေကဘယ်လိုဆက်ပြီးရင်ဆိုင်မလဲတက်ကောဘယ်လိုပြန်သိမ့်မလဲဟို tnl ကဘယ်လိုရက်တည်မလဲကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့သိမ့်ပြီးတော့ပွန့်လိုက်ပြောတာသိမ့်မယိုးရှင်းတာတွေတော့အများကြီးတော့ရှိနေတယ်တစ်ချိန်တော့ tnl ကအဲ့လိုပြောနေတယ်ဒီနေ့ကလည်းတက်ကလည်း tnl နဲ့အခြေအနေကိုကြည့်ပြီးတော့သူကလည်းကစားရမှာရှိနေတယ်တီအန်အန်နဲ့ကိစ္စပြတ်ပြီဆိုရင်သူက ်ခရိုင်နဲ့ကိစ္စသူကျန်သေးတယ်အခုကြားတော့တော့လာမယ့်ဒီဇင်ဘာထဲမှာအခု normal လောက်ပေါ်မှာသို့မဟုတ်ဒီဇင်ဘာထဲမှာ KIA နဲ့တက်နဲ့ဆွေးနွေးဖို့ရှိတယ်လို့ကြားတယ်သူဆွေးနွေးတာတော့အရင်ကဆွေးနွေးတာရှိနေပါတယ်အခုလည်းတခြားဆွေးနွေးမယ်လို့ကြားတယ်ဆွေးနွေးပြီးတော့တို့ကဒီ NCA လောက်မလားဒါမှမဟုတ် Ceasefire ရင်လောက်ထားမလားအဲနေနေတက်မှာမလားပိုင်းချမလားစသဖြင့်ဒါတွေကတို့ KIA နဲ့တက်နဲ့ဆွေးနွေးကြအောင်မယ်ဆွေးနွေးဖို့လည်း KI ဘက်ကတကုတ်ထားပြီးသားပဲအရင်တော့ကွန်ဘောတောင်ကိုယ်တိုင်ရေးတာပဲမိကွာကတော့ကွန်ကန်ကိုယ်တိုင်ရေးတာပဲနော်ဘယ်ဟိုလောက်မလဲနေပြီးတော့မှတော့လာမဆိုးနေဘူးဆိုတာမျိုးတွေကွန်ကန်ကိုယ်တိုင်ရေးတာပဲနေရာတစ်ခုတတ်မှတ်ပြီးဆွေးနွေးရမယ်ဆိုတာမျိုးတွေကွန်ကန်ကတော့ကွန်ကန်ကိုယ်တိုင်ကွန်ကန်ကိုယ်တိုင်ရေးထားဖြစ်တဲ့အတွက် KI နဲ့တက်ပေါ်တဲ့ဆွေးနွေးဆွေးနွေးကိစ္စဒီနိုမှာလောက်ကုန်မယ်တဲ့ဒီစင်မှာတဲ့ကတရရရမှာသူတို့သိရဆွနေကြမယ်ကိစ္စကတော့ဖြစ်လာဖို့ရှိတယ်ဗောနော်ဆိုတော့ဘာပဲပြောတက်မတော်အနေနဲ့ကဒီ TNL နဲ့ဆွနေမယ်ဆွနေတာလဲတော်တော်များပြည့်ပြတ်ပြီးတော့ KI နဲ့ထပ်ဆွနေမယ်ဆွနေပြီးသွားရင်တော့ ဟိုတက်ကသူ့ရဲ့ဒီနေမီတွေပြန်ပြီးတော့ထိန်းချောင်းတာပြန်လုပ်ဖို့เนาะဒါပေမဲ့အခြားတစ်ဖက်မှာတော့တက်မတော်ကဒီကျွန်တော်တို့မသိလိုက်တာလားကျွန်တော်တို့ပဲမေးလျော်သွားတာလားကျွန်တော်တို့ပဲလွဲနေရလားတော့မသိပေမဲ့ပေါ့เนาะဆိုတော့ဝါဒေတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မသိရတဲ့အချက် information တခုကထွက်လာတယ်အဲ့ဒါကလည်းကျွန်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဝါဒေတာပေါ့เนาะဝါဒေတာရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရုံးဆိုင်ရာမြို့ပြင်ဆင်တက်မှတ်သည်ဆိုပြီးကြီးညာလိုက်တာတွေ့ရတယ်အဲ့ဒါပြီးခဲ့တဲ့စက်တင်ဘာ19ရက်ကလေးကအမိတ်မှတ်တစ်ခုနဲ့ကြီးညာထားတာဗျာကျွန်တော်တို့ကလည်းအခုမှအဲ့ဒါကိုတော့တွေ့ရဘလို့တွေ့ရဆိုတော့သူကအရင်တော့ကဝါရဲ့ကိုပဲအုပ်ချုပ်ခွင့်ရတိုင်းရဲ့ဝါကိုပဲအုပ်ချုပ်ခွင့်ရတိုင်းရဲ့မြို့ဟာခုပံမြို့ဆိုတက်မှတ်တယ်အခုအဲ့ဖော်ပြချက်ကိုဝါကိုပဲအုပ်ချုပ်ခွင့်ရဒေသရဲ့တိုင်းဟာမမန်းမျိုးဆိုပြောင်းပလိုက်တယ်အဲ့ဒါကိုဒါဘုံကြီးဦးကြီးမြောင်လိုင်းရဲ့ဒါအမိတ်မှတ်ဆိုပြီးတော့ကြီးညာတာတွေ့ရတယ်ဆိုတော့ဝါဒေသရဲ့ရုပ်ဆိုင်မြို့ဟာ မမှန်းဖြစ်သွားတယ်ဟိုပန်မဟုတ်တော့ဆိုတော့ဒါဆိုရင်ဟိုပန်ကိုဟိုပန်ပန်လုံးကိုတက်ကဝါလက်ထဲကိုအဲတကယ်ပဲသူဒီဥပဒေတိုင်းဖွေးဖို့ချင်ဥပဒေတိုင်းပေးလိုက်တာလားဖွေးဖို့ချင်ဥပဒေပါတိုင်းလက်လျှော့ပေးလိုက်တာလားဆိုတော့မရဘူးဖြစ်တယ်ဆိုတော့ကျွန်တော်ဘလို့လဲပေါ့ဒါဘလို့လဲစောင့်တော့ကြည့်ရအောင်နော်ဆိုတော့ဒီတစနေဆက်ကိုစစ်စစ်ရအပြီမှာဟိုပန်ပန်လုံးကအရင်တော့တက်ကထိချုပ်ထားတယ်နေမြီတက်နဲ့ဝါးတွေပေါင်းပြီးတော့ထိုင်ထားတယ်မြီအခုအဲ့မှာတက်ကမထိုင်တော့ဘဲနဲ့တက်ကမမန်းကိုရှုလိုက်ရှုလိုက်ရွှေ့မဲ့သဘောလားဟိုပန်ပန်လုံးကိုဝါးတွေပဲတိတိထိုင်ထိုင်တော့သဘောလားဒါဆိုရင်ကျွန်တော်တို့က နေနေချို့လေကချို့ချို့နေပြီလို့တက်ကနောက်ပြန်ဆုတ်ပေးလိုက်တာလားဘာသဘောတူညီချက်လဲဆိုတာကျွန်တော်လည်းမသိနိုင်အဲ့တော့ပလောင်နဲ့လည်းအလားတူပဲကျွန်တော်ကမိုးကုတ်မမိတ်ဆုတ်ပေးမယ်လို့ပြောပြီးတော့တချို့မျိုးတွေသူတို့ဆက်ယူသွားအောင်ပါလားဘယ်မျိုးတွေသူတို့ချန်ထားခဲ့မှာလဲကိုယ်ပဲအချုပ်ခွင့်ရပလောင်ကိုယ်ပဲအချုပ်ခွင့်ရဒေတာတဲ့ပို့တဲ့မျိုးတွေကိုပလောင်တွေတစ်ထည့်ကိုထည့်မလို့လားထည့်မှာလားထည့်လို့ရသလားမရသလားစသဖြင့်ဒါတွေစဉ်းစားကြရအောင်အများကြီးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတော့ နိုင်ငံရေးခင်းချက်မှာကျွန်တော်စောင့်မယ်ကြည့်ပါတယ်ဘယ်သူတွေကဘယ်ခြေလမ်းလမ်းပြီးဘယ်ခြေလမ်းမပါလို့တယ်ဒါတွေကတမိုင်းရဲ့မှတ်ချောက်တွေပါပဲအားလုံးကတမိုင်းရဲ့မှတ်တမ်းမှောက်မှတ်တမ်းမဲ့ရည်နဲ့မှတ်ချောက်တွေပါအဲ့တော့ဒီတမိုင်းမှတ်တမ်းမဲ့ရမှတ်ချောက်တွေထဲမှာကျွန်တော်တို့ကတည်ခံနေမဖြစ်အောင်တော့ကိုယ့်ကိုနေကြဖို့လိုပဲလို့ကျွန်တော်မြင်တယ်ဘယ်လိုပြောရလဲဒီတော့တလောက်ပါပဲအားလုံးပဲကိုယ်စားစီရှိပါတိုင်းပြည်ပေါ်စေနာမှာထားပါသစ္စာရှိပါကိုယ့်နိုင်ငံသားချင်းချင်း